်မင်္ဂလာပါလိမ္မာရေတို့ရေအလိမ္မာရဲ့ကြပြောရှင်ရှင် ပုံပြတတ်မယ်စီစဉ်လေးပြန်လာပါပြီရှင်ဒီတစ်ခါမှာတော့ဒုက္ခဆိုတဲ့ပုံမြင်လေးအကြောင်းပြောပြပေးသွားခြင်းပါတယ်တစ်ခါတုန်းကတောနယ်ကြီးတစ်ခုမှာတပါးတဲ့တရားကျင်ကျန်တင်းသုံးနေထိုင်တဲ့ယသိကြီးတပါးရှိတဲ့ ယသိကြီးဟာမိတ္တတရားပြေဝပြီးတိလာသမารီရှိတာကြောင့်တောရင်တိရိစ္ဆာန်လေးတွေဟာလည်းယသိကြီးရဲ့တောင်းသင်္ကန်းနာမှာပျော်မွေ့နေကြတာပေါ့ကွယ်ယသိကြီးဟာ တောဆက်ကရွာလေးကိုနေတိုင်းစွန့်ခံကြွားပြီးစွန့်အဟာရအမြင်ဖြည့်စီတဲ့ယသိကြီးစွန့်ခံကြွားတိုင်းလဲဆက်စုတတ်တဲ့မြောင်လေးတစ်ကောင်ဟာအမြင်လိုက်ပါတဲ့ယသိကြီးစွန့်ခံကြွားတိုင်းအမြင်လိုက်ပါနေတဲ့မြောက်ကလေးဟာလူတွေနဲ့ရင်ပါနေတာပေါ့ကွယ် တခါတလေဆိုရင်တော့ရသေးကြီးမပါပဲရွာလေးကိုသွားလေတတ်တဲ့ကွယ်ရွာလေးကို မကြမကြရောက်နေတဲ့မြောက်ကလေးဟာလူတွေရဲ့စကားကိုလည်းနားယူဝနေတော့တာပေါ့ဒီလိုနဲ့တနေ့မှမြောက်ကလေးကရသေးကြီးကို မေးတဲ့အချင်းဖေကလူတွေပြောပြောနေကြတဲ့ဒုက္ခဆိုတာဘာပါလဲဖေဆိုပြီးမိလျှောက်တဲ့ရသေးကြီးကလည်းဒုက္ခဆိုတာဒုက္ခတရားကို ပြောတာပေါ့လို့ကြံဖြေလိုက်ပါတယ် ဒါကိုမြောက်ကနားမလဲဘူးဖြစ်နေတာပေါ့နားမလဲပင်မဲ့ရေတိကြီးကိုကြောက်တာကြောင့်အသားထွက်သွားတဲ့ဒီလိုနဲ့နောက်နေမှလဲမြောက်ကလေးကရေတိကြီးကို ထမေးပြန်တဲ့ရေတိကြီးကလည်းအရင်တိုင်းပဲပြန်ဖြေးလိုက်တာပေါ့ကွယ်မြောက်ကလေးကလည်းနားမလဲပြန်ပါဘူးတဲ့နောက်ရဲ့အနှဲငယ်ကြတော့မြောက်ကလေးဟာ သူသိကျင်နေတဲ့ဒုက္ခဆိုတာကို မသိရတော့နေမရဖြစ်နေတဲ့ ဒါကြောင့်ယတိကြီးကိုထပ်ပြီးမေးချောင်လိုက်တဲ့ကွယ်အရှင်ဖေဟာဒုက္ခဆိုတာဘာပါလဲဖေဟာအရှင်ဖေဟာကဖြေပေးပင်မဲ့တပည့်တော်ဘလို့မှနားမလည်နိုင်သေးပါဘူးဖေဟာဆိုပြီးလျှောက်တဲ့ဒီခါယတိကြီးကမြောက်ကလေးကိုခဏဆောင်ဆိုပြီးထွက်သွားတဲ့ယတိကြီးဟာ ခွေးတကောင်ကိုအိတ်ခဲထည့်ပြီးပြန်ရောက်လာတဲ့မြောက်ကလေးဟာအိတ်တိတ်တဲပြီးပြန်လာတဲ့ယတိကြီးကိုနားမလည်စွာနဲ့ကြည့်ပြီးမေးတဲ့ ဒါပါလဲဖေဟာဆိုတော့ယသိကြီးကမိမိတဲ့ဒုက္ခဆိုတာအဲ့ထဲမှာပါတယ်ပြောတော့မြောက်ကလေးကလည်းဖွင့်ကြည့်ဖို့လုပ်တဲ့ဒီတော့ယသိကြီးကလည်းခုမကြည့်နဲ့အောင်ခုကြည့်ရင်မတွေ့ရဘူးဒီထုတ်ကိုယူပြီးကြွားထိတ်ကညောင်မင်းကြီးအောင်မှာတောက်ဖွင့်ကြည့်လို့ပြောလိုက်တဲ့ဒုက္ခဆိုတာကို သိရှင်လုံးအားကြီးနေတဲ့မြောက်ကလေးဟာလည်းအထုတ်ကိုယူပြီးရွာထိတ်ကညောင်မင်းရောက်အောင်တအားပြေးသွားတဲ့ ညောင်မေအောက်လေးရောက်ရောကြီးလာတဲ့အချိန်နဲ့မောနေတော့တာပေါ့မောနေပြီမဲ့သူသိကျင်နေတဲ့ဒုက္ခကဒီထဲပါလာတာဆိုတော့အမောမဖြေနိုင်ပဲဖြွင့်ကြည့်လိုက်တဲ့ကွယ်ဒီတော့မှခွေဟာလဲသူ့ကိုလှံပိတ်ထားရကလွတ်ပြီးဆိုပြီးအတင်းထွက်လာတော့အပြင်မှာညောက်ကိုမြင်ပြီးကြီးလိုက်တဲ့ညောက်ဟာလဲခွေကလိုက်တော့အတင်းပြေးတာပေါ့ပြင်းရင်နဲ့တွေ့ရတပင်ပေါ်အတင်းကပ်ပြေးတော့မှခွေကလဲအတင်းထိုးအောင်ပြီးထွက်သွားတဲ့ကွယ် ။ရောက်ဟာလေတပင်ဘောကနေခွေးပြန်လာမလားဆိုပြီးအောက်မစင်ရဘူးတဲ့။ရောက်ဟာလေလူတွေပြော့ပြော့နေတဲ့ဒုက္ခဆိုတာမဆက်ပြေပြေရှားတွဲလဲနေပါလားလို့တွေးမိတဲ့။ဒီလိုနဲ့ညရောက်တဲ့အခါတားကြီးတကောင်ဟာရွာထဲကိုနှွားဆွဲဖို့အလစ်ဝင်တဲ့။ဒါနဲ့ရွာသားတွေဟာတားကြီးဝင်လာတာသိလို့နောက်ကနေလျှောက်ပြီးမောင်းထုတ်တဲ့ ရွာသားတွေလိုက်လို့ပြေးလာတဲ့ကြာကြီးဟာမြောက်တက်နေတဲ့တပင်အောက်ရောက်တော့အမောဖြေတဲ့ကွယ်ဒီချိန်မှာမြောက်ဟာလည်းအိမ်ငိုက်ပြီးအပင်အောက်ပြုတ်ကြတာကြာကြီးကိုပေါ်ခွာပြီးသားဖြစ်သွားတဲ့အမောဖြေနေတဲ့ကြာကြီးလည်းရွာသားတယောက်ကသူ့ကိုမိပြီးခွာစီပြီးထင်ပြီးအတင်းပြေးတဲ့ယောက်ဟာလည်းသူတော့ဒုက္ခကိုစီးမိပြီးထင်ပြီးတောက်တောက်နဲ့မလွတ်တော်ဘူးတဲ့ဒီလိုနဲ့ပြေးလိုက်ကြတာတော်တဲ့တနေရာရောက်တော့ ဂျာကြီးမမော့နဲ့ရက်လိုက်ပြီးအမော့ဖြစ်တဲ့။မြောက်ဟာလည်းဂျာကြီးရက်သွားတော့မှကြောက်ကြောက်နဲ့ဆင်းလိုက်တဲ့။သူမြင်လိုက်ရတာဂျာကြီးဖြစ်နေတော့မြောက်ဟာဒီလိုတွေးမိပြန်တဲ့။လူတွေဒုက္ခကို ကြောက်တာလည်းမပြောနဲ့။ဒုက္ခဆိုတာဒေါသကြီးလဲကြီးတက်တာကို ဆိုပြီးတွေးမိတဲ့။ဂျာကြီးဟာလည်းသူကြောပေါ်တညာလုံးမစင်မဲစီလာတာလူမဟုတ်ပဲမြောက်ဖြစ်နေတော့ဒေါသတွေထွက်ပြီးဟိတ်လိုက်ပါတဲ့ ဒီတော့မှမြောက်ကလေးဟာလဲကြောက်ပြီးတော်ရဲကိုကြီးပါရောတဲ့ကွယ်မြောက်ကလေးရဲ့စိတ်ထဲမှာတော့လူတွေပြော့ပြော့နေတဲ့ဒုက္ခဆိုတာဒေါသတအားကြီးပြီးပါဇက်ပြပြခြားတွဲလဲနေပါလားဆိုပြီးမှတ်ယူလိုက်တဲ့ကွယ်ကလေးလေးတို့လဲဒုက္ခဆိုတာကိုဘယ်လိုမျိုးမှတ်ယူထားကြလဲဖြေကြည့်ကြရအောင်နော်နောက်ပတ်မှာပြန်တွေ့ကြပါမယ်ရှင်